ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာနာမည်တောက်ကြနေကိုကြောင့်အကျင်းပေါ်ကိုရှိနေတဲ့1 Friday 5 130ပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာမျိုးပါဝင်လာပါတယ်ဒီမြန်မာဖိုက်တာမျိုးအနက်ကဒူးပေါင်ပွဲစဉ်ထိုးရမယ်ညနေစစ်ဖိုက်တာလေး slide tankuition ရဲ့ပွဲစဉ်ကြောင့်မို့လို့ကျွန်တော်သုံးသက်တင်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ပါဝင်နေတဲ့ဖိုက်တာတယောက်ကတော့ Sonic ဖြစ်ပါတယ် slide tankuition ရဲ့ပွဲစဉ်ကတော့ကျွန်တော်တွေပြောရမယ်ဆိုရင်ဗျာည10:00ခွဲပတ်ဝန်းကျင်လောက်မှာ ြည့်ရှုရဖို့ရခိုင်တော့များပါတယ်သူကဒုက္ကောင်ပွဲစဉ်ဆိုတော့နေနောက်ကြမယ်ဆုံရက်ရဲ့ပွဲစဉ်ကတော့စောပါလိမ့်မယ်ည၈နာရီခွဲ၉နာရီမတင်အဲ့ချိန်တော့မှကြည့်ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဆုံရက်ရဲ့ပွဲစဉ်က၆ပွဲမြောက်ပွဲစဉ်ဖြစ်နေလို့ပါခင်ဗျဟုတ်ကဲ့မြန်မာနိုင်ငံကိုကိုစားပြုပွဲထိုးနေတဲ့ Moon Fighter ဆုံရက်ကဖက်ဒက်ချင်မှာလေ့ကျင့်နေတဲ့ fighter တယောက်ဖြစ်ပါတယ်ဆုံရက်ကိုကျွန်တော်တို့ကလိတ်နေကြစမင်းတန်နဲ့မကြေပွဲ ရီမတ်တန်တယ်ပေးလိမလားလို့ထင်မှတ်ထားခဲ့တာခင်ဗျဒါပေမဲ့အဲ့လိုအခင်းချင်းဖြစ်မလာခဲ့ဘူးပေါ့လေဒီကြိမ်မှာဆွန်ရခင်ဆမ်းမဲ့ပြန်ဘက်က PK ဆိုင်ဆိုင်ချန်ပီယံဖိုက်တာယာမင်းဖြစ်ပါတယ်ခင်ဗျမြန်မာဖိုက်တာတွေကအခုနောက်ပိုင်းမှာ PK ဆိုင်ဆိုင်ချန်ပီယံဖိုက်တာတွေနဲ့တော်တော်ကန်ဆက်လာတယ်လို့ပြောရပါလိမ့်မယ်သွေးလင်းတဲ့ဆိုရင်လည်းဆမ်မီကိုမဆုံးခင်မှာ PK ဆိုင်ဆိုင်ချန်ပီယံဖိုက်တာတောင်နဲ့ဇက်တိုက်ပွဲထုတ်ခဲ့ရတယ်သွေးလင်းတဲ့ရင်ဆိုင်ခဲ့ရတဲ့ PK ဆိုင်ချန်ပီယံဖိုက်တာတွေကတော့ခရီးပတ်နဲ့ရှော့ပီချာအဲ့ဒီအလုံးကိုသွေးလင်းတဲ့နိုင်နဲ့ ပြီးတော့ဘောနပ်စီလေးရခဲ့တယ်။တန့်စင်တန့်စင်ဆိုရင်လည်းနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာသူရင်ဆိုင်ခဲ့တဲ့ fighter က PK ဆိုင်ရဲ့ gym က fighter ဂင်ဆန်လတ်ဂင်ဆန်လတ်ကိုပထမပွဲကြီးမှာတင်တန့်စင်အေးနိုင်သွားခဲ့တယ်။ဟုတ်ကဲ့အခုဆွန်ရက်ထိုးရမယ်။ PK ဆိုင်ရဲ့ gym က fighter လေးယာမင်းကတော့ဝမ်းအတွေ့အကြုံပိုင်းဆိုင်ရာနေပါပါသေးတယ်။ယာမင်းကအခုမတိုင်ခင်မှာ one friday fight ပွဲစဉ်၃ပွဲတည်းသာထိုးဝင်ရထားပါသေးတယ်ခင်ဗျ။ယာမင်းက one friday fight မှာ ပွဲမရခဲ့တာတနစ်ကျော်ကြာမြင့်လာခဲ့ပြီအဲ့တော့တနစ်ကျော်ကြာပြီးမှ1 seeming test စီကိုတကြောပြန်လဲရောက်ရှိလာတဲ့ပွဲဖြစ်နေပါတယ်ခင်ဗျာအခုမတိုင်ခင်ရာမင်းနောက်ဆုံးထိုးခဲ့တဲ့ပွဲစဉ်က2024ခုနှစ်ဩဂတ်လ9ရက်နေ့ကထိုးခဲ့တာအဲ့ဒီမှာသူက Russia fighter Abdu Mazidov နဲ့ထိုးခဲ့တာဖြစ်ပါတယ်ခင်ဗျာ Abdu Mazidov ကိုရာမင်းကအလဲထိုးနဲ့ရှုံးခဲ့တယ်ဒုတိယပွဲရှိမှာသူအလဲထိုးခံခဲ့ရတယ်ခင်ဗျာပြီးတော့ 1 Friday fight အခုပွဲစဉ်ပါဝင်၄ပွဲမှာရာမင်းကမတူညီတဲ့နိုင်ငံက fighter တွေနဲ့ယူရင်ဆန်ရတာကလည်းထူးခြားချက်တွေဖြစ်နေတယ်အခုပွဲစဉ်မှာဆိုရင် तू ကမြန်မာနိုင်ငံကိုစားဖို့ fighter စုံရကိုရင်ဆန်မယ်ဗျာရှေ့က၃ပွဲမှာသူရင်ဆန်ခဲ့တဲ့ fighter တွေကတော့တယောက်ကတယောက် fighter တယောက်က Algeria ပြင်သစ်နယ်ဘော fighter နောက်တစ်ယောက်က Russia fighter ဖြစ်ပါတယ်တယောက် fighter နဲ့ Algeria ပြင်သစ်နယ်ဘော fighter တွေကိုရာမင်းကအလဲထိုးနိုင်နိုင်ရခဲ့တယ်ရှုံးတဲ့ပွဲမှာလည်းကျွန်တော်ရှေ့မှာပြောခဲ့သလို Russia fighter ကို तू လဲထုတ်ခံရပြီးတော့အချုံပေးလိုက်ရတယ်ခင်ဗျစွန်ရက်ကတော့1ဖွင့်ပွဲမှာတပွဲနိုင်တယ်အဲ့နောက်မှာသူက၄ပွဲဆက်တိုက်ရှုံးတယ်အဲ့တော့သူခွင်းလန်းနေမိမိနေပြီလို့ထင်တဲ့အချိန်မှာဖဲတဲ့ဂျင်ကသူ့ကိုလာပြီးခေါ်ဦးတယ်စင်တင်ပေးတယ်ဖဲတဲ့ဂျင်ကိုရောက်လာပြီးတဲ့နောက်မှာစွန်ရက်က၅ပွဲဆက်တိုက်အနိုင်ပြန်ရခဲ့တယ်အဲ့နောက်မှာအမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးနဲ့လည်းသူနှိစက်သွားခဲ့တယ်ဒါပေမဲ့စာချုပ်ရနိုင်ချေရှိတဲ့ပွဲစဉ်မှာ1ကစွန်ရက်ကိုဆက်ဆံရဲ့ညီခံပုံနိုင်နဲ့ပေးတွေ့လိုက်တယ်အဲ့ပွဲမှာ ဆွန်ရက်ပြန်ပြီးချုံသွားခဲ့တယ်။ခမ်းမွန်နိုင်ရဲ့နောက်ပိုင်းမှာဆွန်ရက်နှစ်ပွဲထိုးထားပြီးပြီးအဲ့နှစ်ပွဲမှာဆွန်ရက်ကပတ်ဝီချစ်ကိုနိုင်တယ်၊လက်နေညာစမင်းတန်ကိုချုံခဲ့တယ်ခမ။ဒီတော့နောက်ဆုံးထိုးခဲ့တဲ့၃ပွဲမှာဆွန်ရက်ကတပွဲပဲနိုင်ပြီးနှစ်ပွဲချုံထားသလိုဖြစ်နေတယ်။ဒီပွဲမှာဆွန်ရက်ကနိုင်ပွဲလိုအပ်နေတယ်။ရာမင်းကလည်းတနစ်ကျော်ကာလအကြာမှာဝမ်စမင်းတက်ကိုပြောင်းလာတဲ့ပွဲကိုအနိုင်နဲ့အစပြုနေပါလိမ့်မယ်။ရာမင်းဟာ တိုက်စစ်ပွင့်ပြီးအလဲထိုးတာကိုအရန်အာတန်တဲ့ဖိုက်တာဖြစ်ပါတယ်။သူထိုးခဲ့ပြီးတဲ့သုံးပွဲမှာသူနိုင်ရင်လည်းအလဲထိုးနဲ့နိုင်တယ်၊ရှုံးရင်လည်းအလဲထိုးနဲ့ရှုံးတယ်ဆိုတာကိုဆွန်ရက်သတိပြုရပါလိမ့်မယ်ခင်ဗျာ။ဝမ်အတွေ့အကြုံပိုင်းဆိုင်ရာမှာတော့ဆွန်ရက်ကအပြတ်သက်သားလို့ပါတယ်။ဒါမဲ့တောက်တန်ကြောင့်ရောက်ရင် one friday 5 130ပြန်မှာဆွန်ရက်နဲ့ယာမင်းတို့ကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ၆ပွဲမြောက်တွဲဆိုင်ပြီးထိုးကြမှာခင်ဗျာ။ဆွန်ရက်အနေနဲ့သူတက်ဝါနုတဲ့ဖိုက်တာကိုအနိုင်ယူပြီးလမ်းကြောင်းမှန်တဲ့စီကိုပြန်လဲတက်လှမ်းလာနိုင်မလားဆိုတာ ကျွန်တော်တို့စောင့်ကြည့်ကြမယ်ပွဲစဉ်ဖြစ်တဲ့ကြောင်းပြိသက်တွေကိုအသိပေးတင်ဆက်လိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြိသက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ